ငံအဲ့လိုမျိုးတချင်လာရတာရှိတယ်ပြီးရင်မြန်မာနိုင်ငံတွေကတောင်းကျမ်းသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်းကျမ်းသူတွေတင်လက်ခံတာပေါ့အဲ့တောင်းကျမ်းသူတွေကိုဆက်ပြီးတော့ရှင်သန်နိုင်အောင်လို့အဲ့တောင်းကျမ်းသူတွေရောင်းဝယ်ရှာတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာအဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေကိုကျွန်မရှုပ်တယ်နင်းပေါ့ကိုပြောလေးဘုံကျိုးသွားကြခိုင်းဖို့မေးချင်တယ်ကြားဖြတ်နဲ့စစ်ခွေးနီကုံလင်းယုံကြီးအဆုံးတတ်မယ်မြန်မာနိုင်ငံကြာဆုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာရာဇဝတ်မှု အများဆုံးနိုင်ငံဖြစ်နေပြီးအမေရိကန်နိုင်ငံရဲ့ဒေါ်လာဘီလီယံချီပြီးကြားဖြန့်ကနေတစင်စစ်တပ်ကခိုးယူနေပြီး2025ဒီဇင်ဘာ28ကျင်းပမဲ့အတူရောင်ရေကောက်ပွဲတရားမျှတမှု ရှိလိမ့်မယ်ဆိုတာက စိတ်ကူးရင်တတ်တတ်ပဲဖြစ်မယ်တဲ့ရေကောက်ပွဲဝင်တွေထောက်ခံသူတွေပါတီဝင်တွေသတိထား မြန်မာနိုင်ငံရဲ့လူဦးရေတဝက်ကျော်ကဆင်းရဲပြီး3.6တန်းကျော်ကနေရဲစွန့်သွားပြီးအိန္ဒိယနိုင်ငံတွေကိုထွက်ပြေးနေရတယ်။အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကလည်းအလုံးမဖြစ်လို့အမေရိကန်တွေကိုပိုင်း policy ဆွဲပြီးတော့အရေးယူသိနေဆိုတဲ့အကြောင်းတရုတ်ရုရှားနိပညာလက်နက်ခရံထောက်ပံ့မှုဟာရာဇဝမှုကို ပိုပြီးကြီးထွားစေတယ်တဲ့။တမင်းကျော်ရင် နားမထောင်တဲ့သူတွေအတွက် ော်လာမျိုးတွေအားလုံးပဲဘာဝဘေးနဲ့မီးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရဘော်လူရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုရေရှင်မျိုးတော့ပေးကမှာတော့ယနေ့မြန်မာနဲ့23ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းထင်တော်ဆုံးရရှိတဲ့တင်းချိုးကိုကျင်းကျုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်မျိုးတွေအားလုံးပဲအဆုံးရှိပြီလို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်အွန်တရတာတွင်စစ်ကောင်စီကစစ်ကူးတည်ဆုံမှုစီမှာတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်မှာတော့ကောင်20ကိုရှင်ဖမ်းမိထားပါတယ်နိုင်ငံတိုင်းမုံရမြို့နယ်မှာ9ကောင် ကျင်းနေပြီးပရူဆိုမြို့နယ်မှာတော့တဦးလင်းဝင်ရောက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ပရောင်းသုံးတင်ပုတ်အနေနဲ့ကတော့မင်းအောင်နိုင်ပြုလို့မဲ့ရွေးကောက်ပွဲကိုခွေးတော့ပောက်ဝင်ဖို့မျိုးမျိုးစူးစမ်းနေတဲ့ကောင်းနေတဲ့လက်ရှိမှာမဲဆွယ်မှုတွေမျိုးစုံပြုလို့နေပြီးတော့စိတ်ခွေးတွေအနေနဲ့လည်းဘောင်းမီချူပစိုးဝစ်ပြီးခေါင်းပေါင်းပေါင်းပြီးတော့လက်ရှိဤသူတွေရဲ့လူကြားတဲ့ကိုရောက်ဝင်တာအလုံးသိရှိမှာဖြစ်ပါတယ်။ခွေးတွေလူတို့ရဲ့ရောက်လာတဲ့နေသားတို့ပဲအဲ့ဒီမှာပဲစေအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မှုစစ်တပ်ကနေပြီးခဲ့တဲ့စနေဘာလကထွက်ပြီးတော့ပြန်ခိုင်ပါတီကိုယ်စားလှောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူ့ဘိုလ်ချုပ်ကြီးတပ်ပုံကတော့မဲနိုင် လူတအူးကိုတရားဖို့ကားသုံးစီးနဲ့စီးလို့ရအောင်လုပ်ပေးမယ်ဆိုပြီးတော့စကိုင်းမြူကန်တွေကိုစီးရုံနေတော့လည်းသိရှိရပါတယ်။ဒါဟာနိုဝင်ဘာလလောက်ကစပြီးမြူကန်တွေအပြင်စကိုင်းမြူဘကိုစစ်ပီးရှောင်းလာရောက်နေသူတွေရဲ့စေယုတ်စုရဲ့လုံခြုံရေးတွေနဲ့အတူလူဗိုလ်ချုပ်ကြီးတပုံဟာလိုက်လံစီးရုံပြုလုပ်နေတာဖြစ်ပါတယ်။စီးရုံနဲ့တော့ကြော်ဝန်းလန်အန်းနဲ့ဘေးကနေပြီးတော့စစ်ကိုတွေကဝန်းရံပြီးစီးရုံနေတဲ့အနေထားတစ်ခုပါ။ဒါကိုကြီးကြံ့မြေဒီကောင်လေးအကြောက်လေးရဘလို့တိရှိတယ်ဆိုတော့လက်တွေ့ကြကြမြင်နေရမှာဖြစ်ပါတယ်။ဂိုင်းမြူကတော့ကြန့်ခိုင်ရင်ပါတီဟာနေ့စဉ်ရက်စဉ်မဲဆွယ်စီးရုံတွေပြုလုပ်နေပြီး ပြုတ်စုရဲ့မဲဆွယ်စည်းရုံးကိုပြုတဲ့အော်တိုဘတ်28ရက်နေ့ကစပြီးတော့ပြုတ်စုရဲ့စစ်သားတွေဟာလုံခြုံရေးရယူပြီးကအသံချက်ဆံများကားမြန်နဲ့လက်လက်ပြုတ်နေသေးတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ကင်းနယ်ကြားသောတဲ့ BG နဲ့ဒီမိုရစီရဲ့အကျိုးပြုကင်းတက်မတော်ဆိုပြီးတော့ DJPA တို့တက်ဖွဲ့ဝင်နေနေနဲ့တက်တဲ့အစိမ်းအောင်စစ်ယူနီဖောင်းကိုသာဝေ့ရတော့မျိုးဆိုပြီးတော့အမိန်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။အာစစ်တပ်ယူနီဖောင်းစိမ့်ဝင်မှစစ်တပ်ကလက်ခံမှာလို့ပြောတယ်။ BGA ပျောက်ကြားတွေကွန်ပျူတာကွက်တွေဟိုတွေဝတ်လို့မရတော့ဘူး။စစ်တပ်လို့စိမ့်ဝင်မှာပဲ ဒီနေ့သတင်းထုတ်ပြန်ခဲ့တယ်လို့သိရှိရပါတယ်လက်ရှိမှာမင်းအောင်နိုင်တကောင်နေနဲ့ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ဆိုပြီးတော့ကြံ့ဖို့ပါဒီအောင်မြင်ရေးဧရိယာချီတဲ့နေနဲ့အကုန်လုံးကိုစိတ်ဝင်ခိုင်းတဲ့ခါမှာတော့နောက်ဆုံးမြောက်ဒီကျွာသွားပြီးတော့စိတ်ဝင်ခိုင်းတဲ့နေထိုင်ရောက်နေသူတို့ကိုထင်ရပါတယ်ဟုတ်ချစ်သူဦးစီးတဲ့ဘီဂျီရဲ့နဲ့ဒီကီဘီတို့ဖွဲ့တွေကကြားဖြန်လုပ်ငန်းကြောင့်နိုင်ငံတကာကစောင့်ကြည့်ခံနေရတဲ့ပြင်းနဲ့နဲ့ကင်ဖွဲ့စည်းတွေဖြစ်ပါတယ်ပြီးခဲ့တဲ့ရပိုင်းကစာပြီးကြားဖြန်လုပ်ငန်းများလုပ်ကံရမှာတော့မြောက်ဒီရွှေကုတ်ကိုနဲ့ဒီကီဘက်တို့ကိုစစ်တကဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်နေမိမဲ့ပြည်သူတွေကတော့ဒါဟာနိုင်ငံတကာဖိအားတွေကြောင့်ဟန်ပြနေနေတာ ဖြစ်တယ်ဆိုတာလည်းသိရှိနေကြောင်းအားလုံးကထုတ်ဖော်ပြောကြပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအားလုံးလည်းသိပြီးသားဖြစ်ပါတယ်ဆော်မဲလုံးကဗာပြောတာလဲဆိုတော့ဒါ11 media group မှာရေးထားရယ်ပေါ့နော်ဒါနေမြငိမ့်ညမ်းလာတဲ့နဲ့အများတဲ့ online လိမ်လည်မှုတွေကိုဒါဟိုအမြင့်ပြတ်အမြင့်ပြတ်ရေလှုပ်ဆောင်သွားမယ်တဲ့ဆိုပြီးတော့မှဘယ်နေရာကြီးလဲဆိုတော့ KK ဘက်တဲ့ရွှေကုတ်ကိုတဲ့ပြီးတော့ကြောက်ခက်နေမြငိမ့်ညမ်းအောင်အဲ့နေအဲ့နေရာတွေကဘယ်သူစိုးမိုးထားလို့ ဘသူစိုးမိုးထားလဲဒေါ်မဲလုံးဒီညမေးနေတယ်ဘသူစိုးမိုးထားလဲဒေါ်မဲလုံးမေးနေပြီနော်တွန်လိုင်းဘက်တော်သားတွေစိုးမိုးထားလို့လားတွန်လိုင်းဘက်တော်သားတွေစိုးမိုးထားလို့ဘာမှလုံမရတာလားမင်းတို့နဲ့ပလင်းတူဘူးစိုးလုတ်တဲ့ကောင်နေပဲနော် NCA လာတဲ့တဲ့ကောင်နေပဲကျွန်တော်တို့လာဖိုင်းတောင်ရဲမှာငရုတ်တီးပဲတွေ့မှာပါဆိုတော့ဟွလူတွေစိုးမိုးထားတာနော်အဲ့ဒါကြောင့်မလို့မင်းအောင်လိုက်ရနောက်ဆုံးမှာတင်းပြီးွားတော့ဘာထပြောလဲဆိုတော့ NCA လာတဲ့တဲ့တိုင်းသားလက်နေကိုင်နေကကျွန်တော်ပေါ်မှာ ဟိုဟိုဟာမရှိပါဘူးလို့ပါတစ္ဆာတရားမရှိဘူးလို့မြစ်တာတရားမရှိဘူးလို့တန်ရောတင်တရားမရှိဘူးလို့ဆိုတော့ပေါ်တက်ကရီထပြီးတော့မှရှောက်ပြောတာပေါ့နော်တော်တော်ပွဲပြသွားတယ်ဒါအမေရိကန်ကလုံမယ်လို့ပြောလိုက်ရုံပဲရှိသေးတယ်နော်ဒီဟာတိလာတာကနှစ်ပေါင်းများစွာကြာခဲ့ပြီဆက်လက်နှစ်ဖက်မကတော့ဘူးဒီလုတ်တွေလုတ်နေတာကအဲ့ဒီနေရာမှာတာဝန်ထမ်းဆောင်ဘူးတဲ့ခေါင်းဆောင်နိုင်တိတယ်သင်ကန်းကြီးနောက်ခြေချပြူဝမှုမင်းမလားအရှိတောင်းနိုင်ရှိတာနာကျုပ်တိုင်မှုမင်းမလား နော်နှစ်ခွန်ငါတန်ရင်မှုကိုမင်းမလားနော်ဟိုတင်ငန်းကြီးနော်3993 3ခွန်တန်ရင်မှုတန်ရင်မှုလုပ်ဖူးတဲ့လူတွေကိုမင်းမလားနော်တင်ငန်းကြီးနော် viewer G2 တို့ဘာလို့မင်းမလားအများကြီးမေးလို့ရတယ်မေးကြည့်ကြည့်ဒီနေရာကတဲ့င်းကကြားလာနေပြီထွက်နေကြအပြင်ရှင်နဲ့တာဝန်လာပြီးထမ်းဆောင်တဲ့အမတ်73ချစ်ချင်းကိုကဲမှုဌာနချုပ်တို့ဘာလို့မင်းကြီးကြီးဒီနေရာကဒါလေးပဲလုပ်နေတဲ့နေရာတွေနော်အဲ့ဒါကိုခုမ အမေရိကန်ပြောကမှတိတဲ့ပုံစံမျိုးတော်သေးတယ်ပြည်တွင်းထဲကလူချင်းချင်းကမသိဘူးဗျာဟိုအမေရိကန်လေးလှမ်းမြင်တာအဲဘာလို့မလဲဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပါ driver ကိုပေါက်ရှိုက်ကူးထားတယ်ပြီးရင်မင်းမကွန်အပါဝင်တခြားသောဒီအကြမ်းဖက် PDF တွေတရုတ်ဆောင်ထားတဲ့ပြုံပြုံလေးဆိုတဲ့ဇာတ်ကောင်ယုံတယ်မယ်ဆိုပြီးတော့ကြော်ညာကြတယ်အဲ့တော့သူတို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့ပြုံပြုံလေးထားအောင်ဆိုချင်းမိုင်ပါလေ ချင်းမိုင်မှာမဲဆောင်မှာတော့တို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်တင်းနေအရာသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီထိုင်းနိုင်ငံစမှုပကံမှာအဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီတောင်တို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်အဲ့လောင်းနေရလောင်းနေရကြည့်ဦးတို့ရဲ့ဘောမာတွေရိုက်တဲ့ကကြတော့ပြည်သူတွေရတယ်မကြည့်ဘဲနဲ့တော်လိုင်းဘက်ကရိုက်တဲ့ကားတွေကိုရောကဘာနှမ်းမှာပြနေတော့ဒီနေ့မှာအနှုံနှံခံစားနေရပေါ့ကော်မရှင်တီးမှာလည်းကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နော်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ် အကျံဖတ်တမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာယုံတင်နေရဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတရမန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကိုအတီးပေးတာတွေအကြောင်းချစာတွေအလုတ်တာတွေလုတ်ကလားပေါ့နော်လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်မအဲ့ဒါလေးတော်မိထားဟာကဲတော့မခံဘူးနော်ဂျေနဲ့ရင်ထိုင်းနိုင်ငံတော့ဘုံတက်ကြက်ခိုင်မှနေတာရှိရဲထိုင်းနိုင်ငံကောင်းနေသေးတာထားတော့အရှိမတော့ပြဇင်ဦးတယောက်နေနဲ့ကတော့နေပြီးတော့တက်ကုန်းမှာအခုလိုမျိုးဖိုလုံနေပြီးတော့ဘုရုပ်တွေနဲ့တွေ့ရတာအားမရလို့ထိုင်းရဘုရုပ်တွေကိုပါတွေ့ကျင်နေရှိနေပါတယ် Friday information team မှာအခုချိန်ထိတော့မဖြေသေးဘူးအနိုင်ပါတယ်မှန်နေရအခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်ထိတော့ကျွန်တော်အဖြေမရသေးဘူးကျွန်မအဲ့လိုလေးမိထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာရိတ်ကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်ကဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတည်းကလက်နက်ကိုင်တောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုတိုင်းကိုပြန်ပြောနေနင်းဘာရဲ့ ွေးစီအကုန်လုံးအဲထိုင်းနိုင်ငံကိုပဲရေကူးပြီးပြေးရတာနဲ့တော်ရိုင်းပြီးပြေးပြေးရတာနဲ့ဘောင်းမူပါပဲပြေးရတာနဲ့အိမ်ပါပဲပြေးရတာနဲ့ပြေးနေရတာဟာသူတို့နိုင်ငံထဲမှာအေးစစ်စစ်လွတ်လပ်လပ်သွားလာနေထိုင်ခဲ့ပေးထားတယ်။အဲဒီလက်နက်တောင်းရသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးစစ်စစ်လက်ခံထားရှိထားတယ်။ပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံအောင်တော်လန်ပုံကံမဲ့သူတွေအစိုးရအောင်တော်လန်ပုံကံမဲ့သူတွေအကုန်လုံးဘယ်ရောက်ရောက်လဲဆိုအဲထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်သူတို့ထိုင်းနိုင်ငံပိုင်းက လူတချို့ကောင်ပါပါတယ်။ကျွန်မအဲ့တုန်းကတော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်းပြီးတော့တောင်ရှိသူတွေကိုပို့ခဲ့မှုရဲ့ပေါ့နော်။အဲ့ထိုင်းနိုင်ငံကအဲ့တောင်ရှိရဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရီရိုက်ပေးရ။မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမိုင်ဒီဘတ်ဘလောက်ဆိုပြီးတော့တကယ်ရိုက်ပြီးပို့ပေးရ။ဒီစီရီယံလုတ်တဲ့သူတွေပေါ့နော်။စီရီယံလုတ်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကုန်လုံးသူကတခါတယ်ကြရပြီပို့ပြရ။ညောသွားခြင်းလို့လား။ချင်းမအောင်အလုံးလားဆိုပြီးချင်းမဒီမှာတစင်တော့တဲ့နိုင်ငံနိုင်ငံတွေတတိယနိုင်ငံတွေကိုသွားပေါ့။အဲ့လိုမျိုးလုပ်ပြရ ။ဆိုတော့ထိုင်နိုင်ငံအဲ့လိုမျိုးအခြေစားလိုက်တာရှိခဲ့။ပြီးရင်မြန်မာနိုင်ငံတွေကတောင်းကျမ်းသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်နိုင်ငံ။ပြီးရင်တောင်းကျမ်းသူတွေတင်လက်ခံတာမှာအဲတောင်းကျမ်းသူတွေကိုဆက်ပြီးတော့ရှင်သန်နိုင်အောင်လို့အဲတောင်းကျမ်းသူတွေရောင်းဝယ်ရှာတာတွေနဲ့ပတ်သက်ပြီးတော့ဂူကြီးအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာ။အဲ့တော့အဲ့တော့ထိုင်နိုင်ငံကလူတွေကိုကျွန်မရှုပ်တယ်နင်းပေါ့ကိုပြောလေးဘုံကျိုးသွားကြခိုင်းဖို့။မေးချင်တယ်ပေါ့။ထိုင်နိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မကနားလေလေမလဲလေဟိုတည့်ရသူတွေဒီဗီဒီယိုဖိုင်အောင်တော့ပြပြီးတော့ဘာသာပြန်ပေးလိုက်ကြဗျာ။ဟာနင်းခွေးစကားကိုသူကဘာသာပြန်ရင်းပါလေ။ဘာပြောချင်လဲ။ အခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းအစိုးရခင်ဗျားတို့ထိုင်းဘရင်တက်မတော်ကိုတော်လန်ပုံကံမဲ့သူတွေကျွန်တော်တို့မြန်မာနိုင်ငံမှာနေပါကျွန်တော်တို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန်းပေးခိုင်းမယ်ဘာလို့မြန်မာနိုင်ငံထဲမှာနေနေပြီးတော့ရင်မင်းတို့ထိုင်းအစိုးရကိုပုံကံအဲ့မှာပုံကံမဲ့သူတွေမိဒီကနေ့ကွန်မန်းပေးဒီကနေ့ပြီးကွန်ထရိုးလုပ်ဒီမှာစင်မြန်အစိုးရဖွဲ့နောက်ဖွဲ့ပြီးဒီကနေ့ပြီးကွန်မန်းပေးပြီးတော့မင်းတို့ထိုင်းအစိုးရကိုပုံကံခိုင်းစာသားရေးပြခိုင်းဘာလို့မြန်မာနိုင်ငံမှာအေးစိတ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုခေါ်ထားမယ်ခင်ဗျားတို့ငြိမ်ခံပါလားအဲ့သူတို့ကညီမခံဦးနေရောညီခံတဲ့ ကျွန်တော်ကျွန်တော်မေးချင်တယ်။နောက်ကျွန်မထိုင်းနိုင်ငံမသွားမရောက်တာတော်တော်ကံကောင်းတယ်။ကျွန်မရောက်ရဲ့အဲ့လိုသွားမိမှာ။အဲ့တော့ထိုင်းနိုင်ငံလူတရရောက်လာမယ်ဆိုလို့ရှိရင်ကျွန်မအဲ့ဒီမေးခွန်းမေးပြမှာသိချပါရတယ်။နော်အဲကျွန်မလည်းဒီပွဲရိတ်တက်နေရထိုင်းရလူတွေနဲ့ကျွန်မတိတ်မတွေ့ရသေးတွေ့ပြင်ကျွန်မမေးမှာ။သိချတော့မေးမှာ။ဘာဖြစ်လို့လဲဆိုတော့အဲ့မေးငါတို့ဈေးကထိုင်းရဘူဂျူတွေကတွေ့ကျင်နေပြီသူကမြမဘူဂျူတွေသူအားမရသေးဘူးငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကံတွေရဲ့သူတွေကိုကြာမင်းတို့နိုင်ငံထဲမှာလက်ခံထားအဲ့ဒါဆိုမင်းတို့နိုင်ငံတော်ဒေါ်လာပုံကံမဲ့သူတွေငါတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ် သူကသူကြိုက်တော့သုံးရတိုက်မကတော့အထ30တိုက်ကြီးနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးတိုက်မယ်သူကသူမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာနေမှာလက်ခံထားပြီးတိုက်မယ်သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပြီးထားမယ်ပြီးရင်သူစိတ်ကြိုက်မင်းတို့အဲ့မှာထိုင်းနိုင်ငံကြီးမတိမငင်ဖြစ်အောင်ထိုင်းနိုင်ငံကြီးထိုင်းဘရင်ထိုင်းဆိုရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေပြောနေဘလို့ပဲ comment ပေးနေပေးနေငါတို့အေးစေးသူ့ကိုထားထားမယ်စောင့်ရှောက်ပြီးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလားထိုင်းနေခင်ဗျားတို့လက်ခံပါလား เนาะအဲ့ဒါလေးမေးစင်ပြီအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ညတို့อืมဘယ်လိုမေးမလဲနင်းဘလိုပဲဘာမှမတင်ကြမလဲအပပအပပသွားမေးဦးမလားဘာဘာသားစကားနဲ့မေးပါလဲကိုချင်းစာပါเนาะကျွန်တော်တို့နိုင်ငံဇူနိုင်ငံသားတွေကျွန်တော်တို့အေးချက်ချက်နေချင်ပြီเนาะကျွန်တော်နိုင်ငံအောင်ဒါနိုင်နေကြရက်ဘုံနေချက်နေတယ်ဘာကိုကြောက်ကိုချင်းစာမှာသွားမပြောပဲမိုးတူတွေပတ်ပြီးကိုချင်းစာခိုင်းနေတယ်ထားအောင်လုပ်မဲ့သူတွေကိုပတ်ပြောစေချင်ပြီအဲ့တော့ information တိရမှာလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းမြန်မာတန်ရုံအနေနဲ့လည်းအဲတခုခုပေါ့နော်အတိပေးတာပဲဖြစ်ဖြစ်တတိပေးတာပဲဖြစ်ဖြစ်အကြောင်းကြားတာပေးတာပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါ ကျွန်တော်တို့ကလက်မခံပါဘူးเนาะကျွန်တော်တို့ကလက်မခံပါဘူးအိန္ဒိယနိုင်ငံဖြစ်ပြီးတော့အိန္ဒိယကောင်မပီးတာတဲ့ထိုင်းနိုင်ငံရဲ့လုပ်ရက်တွေကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်တော်ဆိုင်းမကန်ပြောကိုစမ်းသပ်ပြခြင်းတည်းရအင်းเนาะကိုယ့်အကူဒါအများကြီးမလုပ်နိုင်သေးလို့ကျွန်တော်ကလုပ်ဆရာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်ဆရာတွေအများကြီးရှိတယ်လို့ဖြစ်နိုင်တယ်ကိုတော့စမ်းသပ်ပြခြင်းတာအင်းနေပြီးတော့မှလည်းနေပြီးတော့တကောမှနေပြီးဘိုးချုပ်တွေနဲ့လုပ်ဆရာရှိသလိုထိုင်းရဘင်ယုံတော့သွားပြီးတော့ကိုလို့တော့လုပ်ဖြစ်ချင်းနေရပါတယ်အေးဘာဖြစ်နေလက်ခက်ခက်မခက်ခက်နေခံဆရာရှိတော့ခမ်းမတော့သေးကြပါဘယ်အေးအခုဒါတော့ဒါကတော့တဲ့လော်ဘီကစစ်ခွေးတိုက်အနေနဲ့ တကယ်ဒါအာနာရမယ်ဆိုရင်ထိုင်းနိုင်ငံတော်တွားပြီးကြဲခိုင်းမနေထားရရှိနေအောင်တွေ့နေတာဖြစ်ပါတယ်။တနေ့ရမှနေပြီးတော့မြမပြည်သူတိုင်းသားများနဲ့ဒီပရောက်မြမပြည်သားမြမပြည်ဘွားမျိုးတော်လိုင်းရေးအတွက်အဆန်းကုန်ကြိုးစားနေကြသောအမျိုးကောင်သားအလုံးကိုမင်္ဂလာမနေ့တော်လိုင်းမနေ့နှုတ်ဆက်ပါတယ်။ဒီနေ့အချိန်ဒီအချိန်ခါရီရဲ့အသီးပွင့်တွေအချိုးချောင်းအချိန်တွေရကျွန်တော်တို့မြမပြည်သားအလုံး ာနဲ့ညီပါမြတခဲနဲ့ပူပေါင်းစန့်ကျင်ဒေါ်လန်လာခဲ့တဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဆိုးကြီးဟာအပြည့်တိုင်ညီကုန်းချို့တော့မဲ့အနေထားကို ရောက်ရှိလာတဲ့ဒဇရဇနီးကပ်လာတဲ့တိတာတေချာထင်ရှားလာတဲ့အနေထားတွေမြင်တွေ့နေရပြီလို့ဥစွာဂုံယူနှုတ်ဆက်စကားပြောချင်ပါတယ်။ဒါပါကြောင့်ကျွန်တော်သုံးသပ်ပြတယ်လို့ဆိုရင်လက်ရှိဖက်စစ်တပ်ထဲကဖြစ်ပေါ်နေတဲ့နောက်ဆုံးအခြေအနေတွေပေါ့။အခုဖြစ်ခဲ့တဲ့နေဆက်ဒေတာကစစ်ပွဲတိုင်းကိုပဲကြည့်ကြည့် နောက်ဆုံးဖြစ်ခဲ့တဲ့မောတော်လုံနေသားပေါ့ကျန်တဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ပဲကြည့်ကြည့်ထိုင်းနဲ့တခြားနယ်စပ်ပဲကြည့်ကြည့်ဘယ်နယ်စပ်မှမဆိုဖြစ်ခဲ့တဲ့တိုက်ပွဲတိုင်းမှာကြည့်ဒေါ်လိုင်းတက်ဖွဲ့ဝင်သိမ်းပြီဆိုတာနဲ့ဖက်စစ်ရန်ဖက်တက်ကလက်ပါစီတွေဟာအဲလက်နက်ပိုင်ပါမပါလဲလူကြီးပဲတိုင်းတစ်ပါးကိုလွတ်အောင်ထွက်ပြေးခိုလုံကြတဲ့ဒါရိုးရလို့ဖြစ်နေပြီဖြစ်တယ်ပေါ့အိန္ဒိယပဲထွက်ပြေးလို့ပြန်ခေါ်ရတာဘင်္ဂလားဒေ့ရှ်ပဲထွက်ပြေးလို့ပြန်ခေါ်ရတာအိန္ဒိချင်း၄နိုင်ငံရှိတဲ့နေရာမှာ၃နိုင်ငံကတော့ခဏခဏထွက်ပြေးနေကြဖြစ်တယ်ပေါ့တရုတ်ကတော့ထွေထူးပြောကြမလို့ပါဘူး ဘာလို့တရုတ်ကတော့ဖက်ဆစ်အကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်ရဲ့ခေါင်းကိန်ဖခင်ကြီးဖြစ်နေတယ်ဆိုတော့သူ့ဘက်ထွက်ပြေးခဲ့ရင်လည်းတရင်ထွက်ပေါ်လာမှာမဟုတ်ဘူးအားလုံးသူတို့တည်တည်နဲ့သူတို့လွတ်လောက်ကြမှာဖြစ်တာပေါ့ဒါတော့အဲ့တော့ဖက်ဆစ်တက်ကလက်ရှိအနေထားဟာဘလို့မှစိတ်သက်ဆွမ်းရည်နော်ဒီဒီတပ်ဖွဲ့ချစ်စိတ်နဲ့စစ်တိုက်နိုင်တဲ့အနေထားမရှိတော့ပါဘူးအဲသူတို့မှာရှိတဲ့နောက်ဆုံးအကဲအတာမှုတစ်ခုကတော့တရုတ်နဲ့ရုရှားတို့ကထောက်ပံ့ပေးတဲ့လေကြောင်းပစ်ကူရေးတာမှုတစ်ခုပဲရှိပါတယ်ဒီအနေနဲ့ပတ်ပြီးတော့ဘုံကျဲမယ်ဘုံကျဲနိုင်မယ်ဘုံတိတွေထုတ်လွှင့်နိုင်မှုတရုတ်က တရုတ်နဲ့တချို့သောကွန်မြူနီနိုင်ငံတွေကမ္ဘာဝန်ယူဆုံးမိစ္ဆာနိုင်ငံတွေကထောက်ပံ့ပေးတဲ့ဆီလန်နာပစ္စည်းတွေနဲ့အစောတလင်ကပ္ပစာတွေမှာထုတ်လုပ်ပြီးတော့ဘုံကျဲမယ်ဒါပဲသူတို့လုပ်နိုင်တော့တာဖြစ်တယ်ဒီဂျာယိုကော့ပတာတွေလည်းအခုဆိုဒဇီဒဇီပြက်ကြပြီးဒီပြည်မှာအသုံးမတည်ဘူးဆိုတာကိုသူတို့သိလာကြပြီးဂျာယိုကော့ပတာပေါ်မှာတက်မောင်းဖို့တော့မှသူတို့ခက်ခဲလာတဲ့အနေအထားဖြစ်တယ်မြေပြင်မှာကြည့်လိုက်ပါအပြင်းထန်ခံစစ်ဆင်ပြီးတော့တချို့နေရာတွေမှာထိုးစစ်ဆင်နိုင်တာဟုတ်ပါတယ်ထိုးစစ်ဆင်နိုင်နေတဲ့ဆိုတဲ့အခြေအနေမှာသူတို့အသုံးပြုလာတဲ့အနေအထားကိုကျွန်တော်လေ့လာကြည့်ရှုရသလောက် လေရင်နဲ့ဘုံကျင်းမယ်တိကျတဲ့တိုင်းတွာထောက်လန်းမှု dragon ထောက်တဲ့ဒီ drone တွေနဲ့တိတိကျကျကင်းထောက်မယ် anti drone တွေနဲ့တော်လိုင်းတက်က drone တွေကိုပြန်တက်ပြန်တက်လို့မရနိုင်အောင်ဆွဲချသိမ်းဆီးနိုင်အောင်ရုရှားရဲ့အကူအညီနဲ့ကြိုးစားတယ်ပြီးတော့မှထိုးစစ်ကိုမြေပြင်မှာအတင်းအဓမ္မစုဆောင်ထားတဲ့ပြည်သူစစ်တို့ခေါ်တဲ့လူငယ်တွေကိုအသေးခံခိုင်းပြီးတော့ mining ခိုင်းပြီးတော့အတင်းလူလိုင်းလုံးနဲ့တက်ပြီးထိုးစစ်ဆင်သိမ့်ပိုက်ခိုင်းတဲ့အနေထားမျိုးကိုပဲသူတို့လုပ်နိုင်တာတွေ့ရပြီးတော့အခုပြည်သူစစ်ခေါ်တဲ့ပြည်သူဖမ်းဆီးခံထားတဲ့လူငယ်ပေါင်းမြောင်များစွာဟာလည်းပဲ လွန်စွာမှစိတ်သက်ကြဆင်းပြီးတော့နီးပေါင်းစုံနီလန်းပေါင်းစုံတို့ထွက်ပြေးနေကြတာကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးကျွန်တော်တို့ဒလိုင်းတပ်ဖက်ကကယ်ဆယ်ဆောက်ရှောက်ထားတဲ့ပါစပြည်သူစစ်ပေါင်းနဲ့ရေတွက်ရာပေါင်းများစွာရှိလာကြတဲ့အနေအထားဖြစ်တဲ့တကြောင်ဖက်စစ်တပ်ကအင်အားဟာဖီယိုဖီးရလုံးဝပြိုကွဲနေတဲ့အနေအထားရှိပါတယ်စိတ်တိုင်းအင်အားစစ်တပ်ရံပြိုကွဲနေတာတခုတည်းလားဆိုမဟုတ်ဘူးဘ ਹੁ ကမန်းပေးနိုင်တဲ့ဘ ਹੁ ချက်ကလည်းအခုဆိုရင်ပြိုကွဲနေတဲ့အနေအထားတွေ့ရပါလိမ့်မယ်ဘုရားမောတော်ဆိုလို့ရှိရင်ကြားသိရတဲ့အတိုင်းလာလာရောက်တိုက်ခိုက်မယ်ဆိုတာကို ရတတပတ်နဲ့ချီပြီးတော့ကျိုးရင်တရင်ရရှိပြီမဲ့ဘာမှစစ်ကူပြစ်ကူမပေးနိုင်တာသခိုင်းတိုင်းမုံရွာဖက်ဒီမှာလည်းအလားတူပဲတော်လိုင်းတက်တီဘက်ကတိတိကျကျဝင်ရောက်တိုက်ခိုက်မယ်ဆိုတော့တိရှိရတဲ့စစ်ကူပြစ်ကူမပေးနိုင်တာကချင်ပြည်နယ်မှာဆိုလည်းအလားတူပဲအာရခပြည်မှာဆိုလည်းအလားတူပဲအဲ့တော့သူတို့ရဲ့အာဏာအမိန်ပေးမှုကြီးလေညှိနှိုင်းကိုကဲရည်မှုယုံဖက်ကကစားထားမှုတွေဆိုတဲ့အကောင်တွေဖက်ကနေပြီးတော့ရခင်လွန်ခဲ့တဲ့၄၅၆လကားကဲ့သို့တိကျတဲ့တေချာတဲ့မှန်ကန်မြန်ဆန်တဲ့အမိန်ပေးစနစ်တွေမရှိတော့ပဲနဲ့ခုမင်းအွန်လိုင်းကိုတိုင်ကိုပဲဖအံကိုရောက်တယ် ပြည်내အစိုးရလို့ခေါ်တဲ့သူတို့ခန့်ထားတဲ့စစ်လက်ပါစီအစိုးရအဆင့်လို့တတ်မှတ်ထားတဲ့ကောင်းကြီးကိုယ်တိုင်ကတဲခဲအခန်းကျွေးမွေးတဲ့ရေစားစရာလုံးဝမသုံးဆောင်တော့ဘူးဆိုတော့ဒါထွက်ပေါ်လာတဲ့တည်င်းတွေရမင်းအွန်လိုင်းကိုယ်တိုင်ဟာသူ့ရဲ့သူ့ကိုထောက်ကူပေးထားတဲ့အရေးကြီးဆုံးပြည်내အစိုးရဆိုတဲ့အဆင့်တန်းကဗိုလ်ချုပ်ကြီးတွေကိုတော့မှယုံကြည်မှုမရှိတော့ဘူးဆိုတဲ့သဘောကိုပြလာတယ်ဖြစ်တဲ့တကြောင်သူတို့ရဲ့အမိန်ပေးစနစ်သူတို့ရဲ့အချင်းချင်းပေါ်မှာထားရှိတဲ့သစ္စာခံမှုနဲ့ယုံကြည်မှုအခြေအနေတွေဟာလုံးဝပြိုကွဲပျက်စီးနေတဲ့အချိန်မှာပဲ ကြားဖြန့်လို့ခေါ်တဲ့နိုင်ငံတကာကနေအခုဆိုရင် Truth in American ကပေါ့တိတိပပเนาะ Scammer Strike Force ဆိုပြီးတော့ဂျင်ညာပြီးတော့အမေရိကန်ကအပြောနဲ့အလုပ်ညီတဲ့လူဖြစ်တယ်လေလုံးကြည့်တဲ့လူမဟုတ်ဘူးအဲ့တော့ဂျင်ညာပြီးတော့အခုဆိုရင်မြန်မာနယ်စပ်တစ်ချောင်းမှာ American စစ်တပ်တွေရောက်ရှိနေပြီဆိုတော့လေလူတိုင်းသိတဲ့လျှော့ချက်ပါဆိုတော့ကြားဖြန့်လို့ခေါ်တဲ့လက်တယ်အဓိကတရားခံတဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ကြားသိရတော့ပြောပြရရင်လွန်ခဲ့တဲ့နှစ်နှစ်ခွဲ၃နှစ်လောက်ကတည်းကဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ American အစိုးရထောက်လိုင်းအေဂျင်စီတွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးပေါက်စိတ်ဝင်အချက်လက်တွေစုဆောင်းနေခဲ့ကြတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကဒီကြားဖြန့်ရွှေကုတ်ကိုအထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော်ဒီအေဂျင့်တယောက်ကတစ်စက်ကျွန်တော်ကိုယ်တိုင်မှသိရှိခဲ့တာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိတ်ဆက်ပေးလိုက်တဲ့ဒီပြည်သူစစ် sorry အာ BGF လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်း ရရှိတယောက်ကတဆင့်လဲကျွန်တော်ကြားဖြတ်လုပ်ငန်းတွေအကြောင်းတော့ကျွန်တော် American ထောင်လိုင်း agency တွေကျွန်တော်ကိုယ်တိုင်တော့မှချိတ်ဆက်ပြီးခဲ့တာရှိပါတယ်အဲ့တော့လုပ်ငန်းတွေနှစ်နှစ်ခွဲလောက်ကတည်းကအချက်လက်တွေကိုကြာကြာနာနာဘယ်လောက်ထိအဲ့တုန်းကကျွန်တော်ကိုယ်တိုင်ဗီဒီယိုဖိုင်တွေတွေ့ရလဲဆိုတော့အေးချွေကုတ်ကိုအဆောက်အုံကြီးတွေကတနည်းအားမှာ လျက်စစ်ကျင်းစစ်နဲ့တုန်နေတာတွေနော်တောက်ကျိန်လုံးနဲ့ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလှုပ်ခိုင်းတာတွေနောက်တစ်ခါဒဏ်ရာမှာကြောတွေကြောမှာဒဏ်ရာတွေပြတော်နဲ့ရိုက်နေညင်းမနှိမ့်ဆက်ထားတာတွေလက်ထိတ်ကြီးခတ်ထားပြီးတော့ဒီဒီလက်ထိတ်ခတ်ထားတဲ့တန်းအစတီတိုင်းမှာဓာတ်အားတွေလွှတ်ထားတာတွေဒါတွေအစအစထိအကုန်လုံးကိုကျွန်တော်တို့လုံခဲ့တဲ့နှစ်နှစ်ခွဲကြတဲ့ကအမေရိကန်ကကြာကြာနာနာဘယ်နေရာမှာဘယ်တရုတ်ကဥဆောင်ပြီးတော့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ဘလို့လှုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ဘလို့ကိုရင်းအင်္ဂါကြီးကလီစာတွေကိုဘဲဖွဲ့ရှိကခွဲစိတ်ပြီးတော့ဘဒုကိုတပ်ဖြတ်ပြီးဘဲကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လက်တွေငွေကြေးစည်းစိမ်မှုတွေဘန်နေဘဲဘန်နေဘဲသွားတယ်ဆိုအကုန်လုံးကိုအမေရိကန်ဆိုရနဲ့ထောက်လိုင်းအေဂျင်စီတွေကစူဆောင်းမှုတွေတိစောက်ထားပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ခွဲကလေးကဆိုတော့အခုမှကြားဖြန့်လို့ပေါ်ပေါ်တင်တင်ဆွဆွဲခံရတဲ့ဆော့ချစ်သူနဲ့ DGB နဲ့ BGF တို့အုပ်စုဟာအယူဖင်တရေဟိုရင်းပြုခံရတဲ့ပမာနဲ့အဆောက်အုံတွေကိုဘုံခွဲဖြစ်စီးပြ အောက်ခြေက40 50မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းဆီးပြပြီးသူတို့ကြားပြန်နေကိုနှိမ့်နှင်းနေပါပြီလို့ထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရဘက်ကဘလူးနီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အချိန်သူတို့နိုင်ငံသားတွေရှိရနေလိန်လဲပြီးလှည့်ဖြားယူသွားတဲ့ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်းဆိုင်မှုတွေကိုပြန်လည်ရယူဖို့နဲ့ကျူးလွန်ခဲ့တဲ့လူတွေကိုပေါ်ထုတ်အေးအေးယူဖို့သူတို့ရဲ့ strike force ကစူးစမ်းမယ်လို့ဆိုထားတဲ့အတွက်ကြောင့် ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားသလဲစက်ချောင်းကိုလိုက်ရင်တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတဆင့်တရုတ်ပြည်ကိုအချို့စီးဆင်းသွားတယ်အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့လက်တွဲလုပ်နေတဲ့ BGF စောချစ်သူကတဆင့်နေပြည်တော် main online စီကိုစီးဆင်းသွားတယ်ပြီးတော့မှအယိုးအရင်းလေးတွေကိုပဲအယိုးအရင်းလေးတွေကိုပဲဘယ်ကိုရရလဲဆိုတော့ထပ်ပြောပါအောင်မယ်ကျွန်တော်ကအဲ့ဒီအဲ့ဒီကြားဖြန့်မှာပေါင်လဲပတ်နေတဲ့ တက်ဖွဲ့တခုရဲ့အခေါင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်းအင်းငယ်ကလမ်းပြီးတော့ဗောနော်အကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါလည်းစေတနာမြေတာနဲ့ပါသူရာဇဝမှုကျူးလွန်ထားတာမှန်တယ်ဒါပေမဲ့သူအခုချိန်မှာဒါအာဘာလို့ခေါ်မလဲပေါကောင်ပန်းညွန့်လိုမျိုးလုတ်ခဲ့လို့ရှိရင်ဗောဘလို့နီးဘလို့နိုင်ငံရေးအကျိုးများရနိုင်တယ်အသက်ရှင်ခွင့်ရမယ်ဆိုတဲ့အကြံပြုချက်လေးပေးပို့ရင်ဗောကျွန်တော်သူ့ကိုလှမ်းပြောခဲ့ဗောပြောတော့သူပြန်ပြောတဲ့စကားတစ်ခွန်းဗောနော်သူကဘာပြောလဲဆိုတော့အာကျွတ်တို့တက်ဖွဲ့ဝင်တွေအသက်ဆက်ရှင်ဖို့ကျွတ်တို့ခိုးဘာပဲခိုးရခိုးရဒီပြတ်တက်တက်လောက်ရမှာပဲဆိုတဲ့ သဘောမျိုးသူပြန်ပြောတာလေးကျွန်တော်ကမှတ်မိလိုက်လို့ပါအဲ့တော့စောစောကရတဲ့အယိုးရင်းလေးတွေကိုငါတက်ဖွဲ့အတွက်ဘာပဲလို့ကလို့ကလုံးမှာပဲဆိုရယ်လူကိုတချို့တခွက်ပြီးပြီးပြီးတော့ချွေးသိပ်ထားတာဖြစ်တယ်ဆိုတော့အားလုံးကိုချုံငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်အရေးယူမယ်ဆိုရင် နောက်ဆုံးတက်ကက်ကတစ်ခုပဲကျန်ပါတယ်ဒါ BGF ကစောချစ်သူတို့ကအသာထားပါမွားပါသူကရှီချစ်ကျင်တို့လိုမျိုးအချိန်တန်စီးထိုးရင်ထိုးမထိုးရင်အကျင်းထောင်တစ်ထောင်ပါအကျင်းဆန်ရမယ်နေရုပ်တတာပါပဲအဓိကကြံရှိတဲ့နှစ်ခုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ဒီနီတရုတ်ကွန်မြူနစ်ပါတီတွေကခေါင်းဆောင်တချို့နဲ့ဖက်စစ်ကျမ်းဖက်အာဏာရှင်မင်းအောင်လှိုင်အုပ်စုဒါကြားဖြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော် scamming လိန်လေတဲ့ online လိန်လေမှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရပင်မနှစ်ခုဖြစ်တယ်။ဒါကြားဖြန့်တဲ့ပတ်သက်လို့ဖော်ထုတ်တွေ့ရှိရတဲ့တစ်ချက်ပဲဖြစ်တယ်။ဒုတိယကမူရစ်အခုဆိုရင်မူရစ်စီနဲ့ပတ်သက်လို့ဟလာဒီချန်ပီယံမှာ strategic ဒေတာမှာဘယ်လိုထုတ်လုပ်နေတယ်ဆိုတဲ့အကြောင်း ကြီးကျယ်ဖြစ်လာတယ်အမေရိကန်နိုင်ငံမှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အင်ပတန်ဆိုးရွားတဲ့သတင်းချက်လက်တွေအမှန်တွေကိုအခုဆိုရင်တနိုင်ငံလုံးကတအုံနွိမ့်နွိမ့်နဲ့အော်ဗမာပြည်ဆိုဒီလိုကြီးလားဟာဗမာပြည်ဆိုတော့ရက်ဆက်ကြမ်းကြုတ်လာသလားငါတို့ငွေတို့လိမ်နေတာဗမာပြည်ရပါလားငါတို့ရှိကိုရောက်လာတဲ့မူရင်းစီးတွေအကုန်လုံးနှီးပါဟာဗမာပြည်ကထွက်လာတာပါလားဆိုတဲ့အချက်လက်ပေါ်ထွက်မှုတွေအရာမူရင်းယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့လျားပါတယ်အဲ့တော့ကြားပြန့်ယာစာမူရင်းယာစာနောက်ပို့ဆိုတာကအိန္ဒိယဆရာဝန်တွေအခုဖောက်ခွဲဖြစ်စီလိုက်တဲ့ ဒီ KK Park အပါဝင်ရွှေကုတ်ကိုအပါဝင်တဲ့မှာအိန္ဒိယနဲ့တရုတ်တော့ပါမပါမသိဘူးပေါ်ထွက်လာတဲ့သတင်းချက်လက်တရအိန္ဒိယနဲ့ခွဲစိတ်ဆရာဝန်တွေဟာအဲ့ဒီ KK Park စီဒီလိန် online လိန်လေးတဲ့ဂိုင်းနေအခြေဆက်ရဌာနမှာခွဲစိတ်ခန်းတွေလျှို့ဝှက်တိစောက်ထားပြီးတော့တကယ်အဆင်ပြေခွဲစိတ်ခန်းကြီးတွေမှာလူငယ်တွေလူရွယ်တွေသူတို့လူချင်းနဲ့ဘယ်အသက်ရွယ်ဘယ်သွေးမျိုးစားဘယ်လို insign ပါတဲ့ဘလိုကိုတွင်းကလေးစားအသေးအကြောက်ကနှလုံးစတဲ့ပြင်အစားထုတ်လို့ရကလေးစားတို့ခွအရှင်လက်လက်ခွဲစိတ်ဖြတ်တော့တတ်ဖြတ်ပြီးတော့ဒီ ပြန်လည်ပြီးနိုင်ငံတကာဈေးကွက်ကိုတင်ပို့ခဲ့ရတဲ့ဆိုရဲဖြစ်စဉ်ဒီအကုန်လုံးတစတစပေါ်ထွက်လာတဲ့ကြောင်းမို့တရားမဝင်ကိုရင်းကလီစာတပ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြေတရားခံဟာလည်းပဲမင်းအွန်လိုင်းအုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါတယ်ဒီကြောင်းနဲ့ပတ်သက်ကျွန်တော်ကိုယ်တိုင်ပြောခဲ့ပြီးပါတယ်ဒီဒါကာစာမူဒူဒါကာစာမူလုတ်ခဲ့တဲ့ခေါင်းတကောင်အောင်ဆိုရင်လည်းပဲ2021ကာလဆန်းထားပြတဲ့လူငယ်တွေလူငယ်ဆိုတာအသက်18 20စိတ်လေးတွေဟာနေပြောင်ညပြောင်ပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင် အယောင်ရလို့ဆေးရုံသွားထုတ်ဆိုရင်လည်းရင်ခွဲထားပြီးသားကိုရင်းကလူစာဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းကလီစာမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယိုမိဘတွေပြန်ပေးတယ်အဲအဲ့ဒီအချိန်ကလေးကကိုရင်းကလီစာရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအစပြုပြီးတော့လှုပ်လာခဲ့ပြီဖြစ်တယ်မြန်မာတို့ရောဒီမှာတွေ့ခဲ့အကြောင်းအရာတွေကတော့ဘူကြီးကနေပြီးတော့လက်ရှိချိန်မှာစစ်တဲ့ဓာပြန်တဲ့အကြောင်း ဖိတ်ဆက်မှုတွေကိုလုံးဝမှာပဲထုတ်ပြရှင်းပြပေးသွားဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးဒီဗီဒီယိုတော့နဲ့ဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ဆက်တင်တက်ပြီးကျွန်တော်ရဲ့ကိုကြီးရဘော်ဒူရှင် channel ကို Lion Sound Lens ကိုတော့ပြီးဘေးခွန်နေတာကြီးမြေတက်လာမြတ်ပြီးတော့တရင်အားလုံးကြည့်ရှုနှာဆင်ရဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးပဲညပိုင်းစီစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။လုံးကြီးပြီးတဲ့တွင်နေအောင်သူပဲကျေးဇူးတင်ရှိပါတယ်ဗျာ။